Hello အားလုံးမင်္ဂလာပါဘောဘောမန်းချင်းကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညမှာဆိုလို့ရှိရင် Club World Cup 16သင်းစဉ်ပွဲစဉ်ကြီးဖြစ်ပေါ့နော်ကျွန်တော်ပွဲနှစ်ပွဲကျွန်တော်ကစားဖို့ရှိတယ် Inter Milan ကဒါ Fluminense နဲ့ကစားရမှာဖြစ်တယ်လို့ Manchester City က Al Hilal နဲ့ကျွန်တော်ရှင်မင်းကစားရမယ် Sorry ထိတ်သင်း Club အသင်းတစ်ခုဖြစ်တယ်နော်ဒီ Al Hilal ပေါ့ဗျာဆိုတော့ဒီနေ့သင်းကြားထဲမှာတော့ တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းအောင်မယ်လို့ကျွန်တော်ထင်တယ်။ဒီ Manchester City ပွဲကတော့အထူးသဖြင့်မနက်ဖြန်ပေါ့နော်။မနက်ဖြန်မနက်ခင်း၈နာရီကိုကျွန်တော်ရှင်းမယ်ကစားမှာ။ဒါတော့အဲ့ပွဲကတော့ပွဲကြည့်လို့ကောင်းပါ။ကျွန်တော်ကတော့မနက်၈နာရီစောစောစီးစီး Watch Long နေပိုင်းလုံးမယ်ဘာညာပေါ့အင်္ကာနေ့ဆိုတော့လေအဲတွေးတော့တွေးထားတာပဲဒါပေမဲ့ဘာမှမသိရသေးဘူး။ဆိုတော့ Internet Fluminense ရဲ့ပွဲအကြောင်းကိုကျွန်တော်အရင်ဆုံးပြောကြည့်ရအောင်။နီးပြအပြောင်းလဲလှုပ်ထားတဲ့ Inter Milan အသင်းကတော်တော်ကိုကျွန်တော်တို့ဘယ်လိုပြောမလဲ။ အခြေအနေတွေကဗောနော်အများကြီးပြောင်းလဲခြင်းမရှိဘူးသူသဖြင့်ကောင်းတဲ့အတင်းတင်းပြီးကျွန်တော်ရှိနေတော့မယ်ဒါအပြင်သူတို့ဒီ3ဘက်နဲ့လည်းကျွန်တော်ဆက်ပြီးတော့ရှင်းမယ်ကစားနေတော့မယ်ဗောနော်ဆိုတော့ Fluminis ကတော့ Brazil Club တို့ဘာလို့မှဆိုလို့ချင်း Brazil City ရေမှာပြီးခဲ့တဲ့ယာစီကအဆင့်၈တွေဘာတွေနဲ့သူပြီးသွားတာเนาะဒါအပြင်အုပ်စုပွဲစဉ်တွေကိုကျွန်တော်ကြည့်တော့လေဒီလိုအုပ်စု F မှာဗောနော်အုပ်စု F မှာ Fluminis ကကျွန်တော်အစုစုပေါင်း၃ပွဲမှာသူတပွဲနိုင်တယ် တပွဲပဲနိုင်တယ်ဒါပေမဲ့ရှုံးပွဲတော့သူတို့မရှိဘူးနှစ်ပွဲထိတည်ရည်ကြပြီးတော့ဒေါမွန်ခုနှစ်မှတ်ပြီးရင်သူတို့ကဒါအဆင့်နှစ်နေရာကနေ၅မှတ်နဲ့သူတို့နောက်တစ်ဆင့်ကိုသူတို့တက်လာတာအင်တာမီလန်ရဲ့ဘက်ကတော့အုပ်စု E မှာ၃ပွဲမှာသူတို့နှစ်ပွဲထိနိုင်ပြီးတော့တပွဲတည်ရည်ကြတယ်ခုနှစ်မှတ်နဲ့သူတို့ကလည်းကျွန်တော်တို့ဒါနောက်တစ်ဆင့်ကိုသူတို့တက်လာတာအင်တာကအဲ့ဒီ၃ပွဲမှာဆိုလို့ရှိရင်တိုက်စစ်က၅ကိုရတယ်ခန်းစစ်က၂ကိုပဲကျွန်တော်ပေးထားရသေးတယ် နောက်နှစ်ခုပဲကျွန်တော်ပြီးထားရသေးတယ်။ Interpack ကခုနကကျွန်တော်ပြောလိုပဲအများကြီးအပြောင်းလဲရှိတဲ့အခြေအနေမျိုးတွေကျွန်တော်မဟုတ်ဘူး။ခက်ခဲပါတယ်ဆိုတော့ Republic တို့ဘာလို့လဲပွဲတွေမှာလည်း Inter ဟာ2-0တွေဘာလို့လဲကျွန်တော်နိုင်တယ်။နောက်ဆိုတော့ဒီကိုသမားကလည်းသူရဲ့အရေးကြီးတဲ့ကိုသမားကဆွန်မားပြေကစားနေလို့မယ်။နော်352ပုံစံနဲ့ဆက်ကစားနေလို့မယ်။နီးပြ တို့ဒီအင်ဇာဂီကိုအပြောင်းလဲလှုပ်ထားတယ်ဆိုပေမဲ့လို့ပေါ့နော်အင်ဇာဂီအပြောင်းလဲလှုပ်ပြီးတော့လက်ရှိကျွန်တော်တို့ဒါချီဘူးကိုခန့်ထားတယ်ဆိုပြီးအပြောင်းလဲတွေကျွန်တော်အများကြီးမရှိဘူး formation တွေပါပြီးဆိုကျွန်တော်တို့တူတူပဲတိုက်စစ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါလော်တာရောမာရီနက်စ်တို့ပေါ့နော်ကျွန်တော်တို့ဒါကစားနေတို့မဲ win backs ဒီမှာလဲ dan freeze တို့ပေါ့နော်ဒီမာဂူတို့ကျွန်တော်ကစားနေတို့မဲခန်စစ်ကလဲ၃ယောက်ဒါအချာဘီတို့ကျွန်တော်ဘာစတိုနီတို့နဲ့နော်ဒါမီယန်တို့နဲ့ကျွန်တော်ကစားနေတို့မဲကွင်းလမှာဆိုရင်လည်းဘာလဲလာတော့မီခီတိုင်ယန်တို့နဲ့နော်အဆာလီနီတို့ပါလို့ပုံပြီးတော့ပွဲကစားခွင့်တွေကျွန်တော်ပိုရလာတယ်အဲ့လိုကစားနေတို့မဲ တော့ဟိုအင်တာဒရက်ကတော့ဒီပွဲဟာကျွန်တော်အနေနဲ့ပေါ့နော်ရလက်ချင်းမြောင်းပြီးတော့နောက်ဆင်းကိုတက်ဖို့အတွက်အချိန်ကြီးကောင်းသေးတယ်လို့ကျွန်တော်မြင်တယ်။ခုနကပြောလိုပဲဖလူမီနီကအဲ့လောက်ကြီးကြီးပေါ့နော်။ဟိုကောင်းနေတဲ့အချိန်မျိုးမဟုတ်ဘူး။ဆိုတော့အမေရိကန်မှာကစားတဲ့ကတောင်အမေရိကကလပ်အသင်းတွေအတွက်ယာဒီဥရုကတော့ပြဿနာမရှိဘူးပေါ့လေ။ဆိုတော့ဖလူမီနီတို့ဘာတို့အတွက်လဲမထင်မှတ်တဲ့ဒုက္ခပေးနိုင်စရာတွေကျွန်တော်အင်တာကိုရှိကောင်းရှိမှာပဲ။ ါပေမဲ့လို့ Fluminis အတင်းကဗောနော်ကျွန်တော်တို့ဒီ Sandown အတင်းနဲ့တည်ကြပြီးတော့เนาะဒီဇီဇီတည်ကြခဲ့တဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာတောင်မှဘာမှလုံနိုင်ခဲ့တာကျွန်တော်မရှိဘူးအဲ့ဆိုတော့ဒီကလပ်တင်းတစ်ခုကြားထဲမှာကွာဟာမူကတော်တော်ကိုကြီးမားတယ်လို့ကျွန်တော်ထင်တယ်။အင်တာမီလန်အတွက်ပြည်ထနာကယာဒီဥရုပါယာဒီဥရုကကျွန်တော်အများကြီးစကားပြောစရာဖြစ်ကောင်းဖြစ်လိမ့်မယ်။အင်မတန်ပူတဲ့အခါကစားမားတွေတူပါတော့ကျွန်တော်ရုံးကန်ကောင်းရုံးကန်ရနိုင်တယ်။ဒါပေမဲ့လို့ လူမီနီစာသူတို့တွေပြိုင်ပဲဖြစ်မနေသိဘူးပေါ့နော်ဂိုးတွေဘာတွေပြက်ဖို့တော့ကျွန်တော်မျှော်လင့်မထားပါဘူးเนาะအင်တာနီနဲ့အရင်ကတည်းကဂိုးတွေအများကြီးတွင်းလေးရှိတဲ့အသင်းမျိုးမဟုတ်တော့ဂိုးပြက်တာတွေဘာတွေတော့အများကြီးကြုံရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒါပေမဲ့လူ2-0ဘာတွေတော့တော့ဆက်ပြီးတော့မြင်ရမယ့်ပွဲအင်တာအနေနဲ့နောက်တဲ့ဆင့်ကိုတတ်နိုင်မယ့်ပွဲမျိုးပါအင်တာနီနဲ့ဒီပွဲကိုပေါ့နော်ကျွန်တော်နိုင်ရအောင်မဖြစ်မနေစွန့်ဆောင်သင့်တယ်ဆိုတော့နောက်ထပ်တပွဲကတော့ Manchester City နဲ့ AH Villa ပါဒါကတော့ Internet Fluminense တို့ထပ်ပို့ပြီးတော့ကြည့်ကောင်းတယ်ပေါ့နော်ပွဲတော်ပွဲဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ် เนาะဘာလို့လဲဆိုတော့အဲဟီလာဟာကျွန်တော်အနေနဲ့ပြီးခဲ့တဲ့ဒီအုပ်စုနောက်ဆုံးပွဲစဉ်မှာလည်းသူတို့2-0နဲ့ကျွန်တော်နိုင်တယ်မန်ချက်စတာစီးတီးကတော့ထူးထူးခြားခြားကျွန်တော်ပြောစရာမလိုပါဘူးเนาะမန်ချက်စတာစီးတီးကကျွန်တော်တို့တောက်လျှောက်ဆိုလိုရက်လက်ကောင်းတွေပါတယ်ကျွန်တော်ရပြီးတော့ကိုပြက်တွေပေါ်လို့ကျွန်တော်နေပါဂျူဗင်တက်စ်တို့ပါတော့တောင်းမှ2-5တီပါတယ်နဲ့9နဲ့တီကိုသူတို့ကလှုပ်ပြထားတာဗျာเนาะအဲ့လိုမျိုးဆိုတော့တော်တော်လေးကိုကျွန်တော်အနေနဲ့အချင်းကြီးကောင်းတယ်ဒါအပြင်မန်ချက်စတာစီးတီးတို့ပါတော့ကိုဒီချိန်မှာရှင်ကစားဖို့ကမလွယ်ပါဘူးစီးတီးဆိုလို့ရှိရင်သူတို့အုပ်စုမှာတော့က သုံးပွဲမှာသုံးပွဲစလုံးသူတို့ကအနိုင်ယူပြီးတော့တိုက်စစ်က73ဂိုးထိကိုသူတို့တွင်းထားတာနော်73ဂိုးထိတွင်းထားပြီးတော့2ဂိုးပဲကျွန်တော်ပြန်ပေးရတယ်ဒုတိယနေရာက Juventus တောင်မှတိုက်စစ်က72ဂိုးထိရတယ်သူတို့အုပ်စုမှာတွင်းဂိုးတွေရဖို့ကဘလောက်တောင်လွယ်ခဲ့တယ်လဲဆိုလို့ရှိရင်ပေါ့နော်အဲဟီလာကတော့ Real Madrid နဲ့တအုပ်စုတွေကြာခဲ့တဲ့အတွက်သူတို့အနေနဲ့ဒါအဆင့်နှစ်နဲ့ပဲနောက်ဆင့်ကိုတက်လာနိုင်တယ်သုံးပွဲမှာသူတို့တပွဲနိုင်နှစ်ပွဲထိတည်ကြထားတယ်တိုက်စစ်ကလည်းအဲ့ဒီသုံးပွဲမှာမှအဲဟီလာက3ဂိုးပဲကျွန်တော်တွင်းနိုင်တယ် ဖန်ဆစ်ကလည်းတကူးပဲကျွန်တော်ပေးရတယ်ဗောနော်ဆိုတော့အဟီလာအတွက်တော့ဘယ်လိုပြောမလဲဒီဒီမန်ချက်စတာစီးတီးနဲ့တွေ့တဲ့ပွဲမှာသူတို့အတွက်တော့တော်တော်ကြီးကိုစိန်ခေါ်မှုကကျွန်တော်ကြီးမားဦးမှာအဟီလာအနေနဲ့မလွယ်ဘူးဗောနော်အဟီလာမှာကစားမကောင်းနေကျွန်တော်ရှိပါတယ် sorry မှာဆိုလို့ရှိရင်လည်းသူတို့အနေနဲ့တကယ်ကိုထိတ်တန်းကလပ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲကျွန်တော်တို့ဂူသမားဆိုလို့ရှိရင်လည်းကျွန်တော်မော်လိုကိုကုသမဘိုနိုရိုဘာလို့ ਨੇ ကျွန်တော်လာတာဗျနောက်တန်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကလုံးဝဥရောပမှာကျင်လည်ခဲ့မှုတဲ့ကစားမဟောင်းနေထားပါတော့လူဒီတို့เนา ကူလီပါလီတို့ပြီးလို့ရှင်ဂျောင်းကန်ဆယ်လိုတို့ကစားမားတွေကွင်းလယ်မှာဆိုလို့ရှင်လည်းပဲเนาะဒေါက်ဆာရီတို့ဂျောင်းရူဘီနီဘက်စ်တို့လိုပေါ်တူဂီလရွေးစဉ်ကစားမားတွေเนาะတုံးအောင်တမှာဆိုလို့ရှင်လည်းပဲကျွန်တော်မီလန်ကိုဗစ်ဆာဗေ့စ်တို့လိုကစားမားတွေကျွန်တော်ရှိတယ်တောင်မမမဲကွန်တို့လိုကစားမားတွေရှိတယ်တိုက်ဆက်ကတော့လီယိုနာဒိုတို့ဘာလို့ပေါ်လေဆိုတော့ဒါကြောင့်ကျွန်တော်ကြည့်ရင်နော်ဒီအဟေလာမာကသူ့ဟာနဲ့သူတော့အစုဖွဲ့ကတော့ sorry ကလပ်အသင်းတသင်းနေနဲ့ကျွန်တော်ကြည့်ရင်အစုဖွဲ့ကတော့တော်တော်ဟုတ်တယ်ဗောလေဒါပေမဲ့လို့ Manchester City နဲ့ရှင်တဲ့အခါမှာ အဲဟေလာအတွက်ကတော့အရာရာအလုံးကကျွန်တော်အနေနဲ့အပြတ်သက်ကြံခဲ့မှာပဲကြံခဲ့မှာပဲဆိုတော့ City ကကျွန်တော်ပြီးခဲ့တဲ့ရာသီတွေနဲ့မတူညီတဲ့ကလပ်တင်တစ်ခုကိုပုံဖော်နေတာဒါကူလည်းပဲအပြောင်းအရွှေ့တွေမှာလူစင်းတွေအားဖြည့်ထားတာအဲ့ဒီလူစင်းတွေအားဖြည့်ပြီးတော့လက်ရှိပြောင်းလဲထားတဲ့ Manchester City ကိုကျွန်တော်ကြည့်ရင်ကောင်းကောင်းတွေ့နိုင်တယ်ဒါအဲဟေလာတို့ဘာလို့မှ Juventus တို့လိုကလပ်တင်တွေနဲ့ကစားတာတောင်မှ Juventus ဆိုတာကဗျာသူတို့နဲ့ဆိုလို့ရှိရင်ခလေးသာသာပဲဘာမှန်းကိုမလုပ်နိုင်ဘူးเนาะနှစ်ခုတော့ပြီးခဲ့ရတယ်ဒါပေမဲ့လည်းလို့သူတို့အနေနဲ့ Juventus ကိုတစ်ချိန်လုံးနှီးပါဆိုသလိုပဲ ြင်ဘောလုံးကိုထိလို့မရအောင်ကိုလှုပ်ပြီးတော့ကစားထားတာဂွာဒီယူလာဟာလက်ရှိ Club World Cup ကစလို့သူ့ရဲ့အမှန်ကန် Revolution လုပ်နေတာနော်ဂွာဒီယူလာကညီကိုတို့ Premier League မှာဆိုတည့်တဲ့အချိန်ပဲတရားဒီမှာဒီဟာအချိန်ဒီမှာကနောက်တစ်ခုပြန်ပြောင်းနေပြောင်းနေအချိန်ဒီကောင်ဖလားတွေရရင်တောင်မှနော်အဲ့ဒီနီးစနစ်နဲ့ကျွန်တော်ချင်းကမှုတွေကိုဆက်သုံးနေမရှိဘူးအမြဲတမ်းအပြောင်းလဲလုပ်တာဆိုတော့ Club World Cup မှာသူဟာဒီဟာအတွက်အပြောင်းလဲလုပ်ဖို့ကအကောင်းဆုံးအခွင့်အရေးပဲဆိုတဲ့အခါကျတော့ဒါကိုစပြီးတော့ကျွန်တော်ပြောင်းနေပြီနော်ဆိုတော့ဟိုဘယ်လိုပြောမလဲ ဖူဘက်ကစားမားတွေကိုဝင်းဘက်တွေဝင်းဘက်တွေအဖြစ်အစုံနေထိနေခိုင်းနေတောင်ပံကစားမားတွေကိုအရင်လိုမျိုး wide area တွေမှာအများကြီးနေခိုင်းတော့တာမဟုတ်ဖိနေ head space တွေကြားတဲ့တကူပို့ပြီးတော့နေရာတွေကျွန်တော်ပေးလာပြီးခန်းစစ်က2ယောက်ထဲနဲ့ကစားပြီးတော့ကွင်းလယ်မှာလည်းအထိုင်2ယောက်လောက်ပဲကျွန်တော်ထားတော့ပြီးတော့เนาะကျွန်တော်ဒါကစားမားတွေ2ယောက်တန်းနေအများကြီးများလာပြီးဆိုတော့ Guardiola အနေနဲ့ဒီ Manchester City ကိုအမှန်ကန်ပြောင်းလဲမှုတွေကျွန်တော်လုပ်နေတာ Jeremy Doguro ပါလို့ဆိုလို့ရှိရင်လို့ရှိရင် ပြီးခဲ့တဲ့ရာသီကကျွန်တော်ချင်း Doguro ပါလို့ဆိုတာ wide area တွေမှာနေနေရတာပြောရလို့ရှိရင် ဂိုးနဲ့အင်ပဒန်အလှမ်းဝေးတဲ့ပေါ့နော်နေရာအဆုံဒီမှာနေရတာ touch line ဒီမှာဒါပေမဲ့အခုဆိုလို့ရှိရင်တော့ hash space ဒီကြားထဲမှာပို့ပြီးတော့နေရာရလာပြီတောင်မန်ကစားမတွေကပြောချင်တာကဒီကစားမတွေက twin ဂိုးနဲ့ပြိုင်ဘက်ဂိုးနဲ့ပို့ပြီးတော့နီးကက်တဲ့နေရာတစ်ခုကိုကစားလာပြီဆိုတော့ city နေနဲ့အများကြီးပြောင်းလဲရှိထားတဲ့အချိန်မျိုးမှာအေဟလာဟာသူတို့အတွက်ပြဿနာဖြစ်စရာအကြောင်းတော့မရှိဘူး ။နောက်ဆိုတော့ပြီးခဲ့တဲ့ Juventus နဲ့ပွဲမှာတော့ငါဆိုလို့ရှိရင်လည်း Manchester City အနေနဲ့တော်တော်ကောင်းတဲ့ performance တွေပြတာဗျ။ပြောစရာမလိုဘူးပေါ့နော်။ Rodrigo ဘာလို့ကိုလည်းဖြည်းဖြည်းချင်းနဲ့ပြန်သုံးလာပြီးဒါ ACL injury ရခဲ့တဲ့ player ဖြစ်တဲ့အတွက် Manchester City ကသူ့ကို minute အပိုင်းခြားနဲ့သူ့ကိုသုံးနေရတော့မယ်။နော်တုံးနေရတော့မယ်ဆိုတော့နောက်တန်းမှာလည်းဒါအတူဝဲထားတဲ့အိနူရီတို့ဘာလို့ကိုကျွန်တော်တို့ထည့်ပြီးတော့တုံးနေပြီးမက်တီးယပ်စ်နူနဲ့ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒါဖူဘက်နေရာမှာဆိုလို့ရှိရင်ဟိုခန်းစစ်ဆိုတာတက်ပေါ့နော်တိုက်စစ်မှာသူအလုပ်တွေပို့ပြီးတော့လုပ်နေရပြီး ဝင်လည်းမှာဆိုလို့ရှိရင်လည်းရိုင်နာတို့ဘာတို့ကတတော်ကောင်းတဲ့ movement တွေ passing ability တွေပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်နော် line တွေကြားတဲ့ head speed တွေကြားထဲမှာပြည့်တက်တာမျိုးတွေဆိုတော့အရာအလုံးကအစ်စ်ခေါ်ထားတဲ့ exam တွေကအချိန်ကြီးကောင်းနေတာဒီနေရာမှာကျွန်တော်တို့ဟိုဗာလဲအရင်ကြီးအသားမကျသေးဘူးလို့ကျွန်တော်ပြောရမှာကတော့ Ryan Chucky ပဲကျန်တဲ့နှစ်ယောက်လည်းရှင်လို့ရှိရင်ပေါ့နော်တိုးတိုးလည်းပဲကျွန်တော်ကတပွဲတလီလောက်အဆင်မပြေတာနဲ့တော့ ါကျွန်တော်တို့တက်ပြီးတော့အချိန်ကြီးမကောင်းဘူးလို့တတ်မှတ်ချက်ချလို့တော့ကျွန်တော်မရဘူးဒါပေမဲ့လို့ Manchester City မှာအသစ်ခေါ်ထားတဲ့ကစားသမားတွေကတော်တော်ကိုအကျိုးပြုပြီးတော့လက်ရှိ Guardiola ပြောင်းလဲနေတဲ့စနစ်မှာတော်တော်ကိုထဲထဲဝင်ဝင် လုပ်ပြနိုင်ကြမယ်။ဒါကြောင့်ကျွန်တော်ကတော့ Ehela ဟာ Sorry ကလပ်အစင်တန်းနဲ့ရှင်မယ်ဆိုလို့ရှိရင်တော်တော်ကိုထိတ်တန်းကလပ်အသင်းနဲ့မှာပါတယ်။ဒါပေမဲ့ Manchester City နဲ့ဆိုလို့ရှိရင်တော့သူတို့အတွက်တိတ်အများကြီးအချိန်ကြီးကောင်းမယ်မထင်ဘူး။ဒါကြောင့်ဘောနော်ကျွန်တော်တို့အပူအပူပိုင်းဒေတာကအသင်းဆိုတော့ရာသီဥတုဟာအဲဟင်လာအတွက် challenge ဖြစ်မှာဖြစ်ပါလိမ့်မယ် မန်ချက်စတာစီးတီးအတွက်တော့ရာသီဥတုကပြဿနာဖြစ်ကောင်းဖြစ်နိုင်တဲ့ကျန်တာတွေကတော့စီးတီးအတွက်တိတ်ပြီးတော့မမှုသင့်တဲ့အခြေအနေမျိုးပါ။ဒါကြောင့်ဒီပွဲမှာအဟေလာက sorry ထိတ်တန်းကလပ်တင်တစ်ခုဖြစ်တယ်ဆိုပြီးမန်ချက်စတာစီးတီးအတွက်တော့ကျွန်တော်တိတ်ပြီးတော့ဗောနော်ဒီအဆင့်တန်းချင်းတူတဲ့အသင်းမျိုးလို့မခံစားရဘူး။မန်ချက်စတာစီးတီးအနေနဲ့ twin goal တွေခမျာများထပ်ပြီးတော့တွေးရအောင်ပဲပွဲမျိုးလို့ကျွန်တော်ယူဆတယ်။ဒီကလို့ရောဘလူမီညာလည်းဒီပွဲမှာဘလူရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြလေထင်ထားတဲ့အတိုင်းအသင်းကြီးတွေကပဲဆက်ပြီးတော့အနိုင်ယူပြီးတော့ကျွန်တော်တို့ပေါ့နော်နောက်တစ်ဆင့် quarter ကိုတက်နိုင်ကြအောင်မယ်လို့ထင်ကြလား ဆွေးနွေးကြပါဦးချစ်ချစ်အားပေးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်